ထုံးလို့ရီကိုရွှေမန်းဘက်ကိုမြောက်ကတန်တာမိုးသိသိခါချခဲ့စကားတွေကြောင့်ဝေဖန်ခံရတဲ့ထွန်း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 ကလူငယ်လေးတွေကိုမြောက်စားကအမှုပညာလောကမှာမှန်ကန်သူအဖြစ်နေထိုင်ခဲ့ပါ යි မှန်ကန်သူအဖြစ်နေထိုင်ခဲ့ပေမယ့်ထွန်းထွန်းကလက်တလုံးမှာတော့ဝင်းကလေးတယောက်ကိုမစမနာနဲ့သိခါချတာကြောင့်ဝေဖန်ခံရတာပါလက်တလုံးမှာဆိုရင်အမှုပညာလောကမှာနာမည်ကြီးထုံးလို့ရီလုပ်ငန်းရှင်တယောက်ဖြစ်တဲ့ ကိုရွှေမန်းနဲ့တဏ္ဍာမိုးသိန်းတို့ကပွဲဖြစ်နေရပါကိုရွှေမန်းကပြီးခဲ့တဲ့ရက်မှာဒေါက်တာမာလီနဲ့လက်ထပ်ခင်တာဖြစ်ပြီးအမှုပညာရဝန်းကလူအများကဝန်းရံခဲ့ကြပါ යි အဲဒီချိန်မှာတဏ္ဍာမိုးသိန်းကထားခဲ့ခံရကြောင်းကိုထုတ်ပြောလာခဲ့ပါ යි ဒါကြောင့်မို့တဏ္ဍာမိုးသိန်းဘက်ကနေကိုရွှေမန်းရဲ့အကြောင်းကိုထုတ်ပြောလာခဲ့ရပါကိုရွှေမန်းကတစ္ဆာမရှိတဲ့သူတရားလို့ထုတ်ပြောခဲ့ရပါမင်္ဂလာဆောင်နေ့အချိန်မှာခုလိုအရာတွေကိုထုတ်ပြောလာခဲ့ရမှုပြည်တနာတွေကပုံစိုးလာခဲ့ပါသည် ဒီလိုချိန်မှာတန်တာမိုးသိမ့်ဘက်ကနေလူအများကဝင်းရံပြီးနေခဲ့တာကကိုရွှေမန်းကဝေဖန်ပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။ဒါကကိုရွှေမန်းကသူကမမှန်ကန်တဲ့သူမဟုတ်တဲ့အတွက်မမအောင်စာရေးတင်လာခဲ့ပါတယ်။ကိုရွှေမန်းကစာတင်လာသလိုထွန်းထွန်းကလည်းစာရီရေးတင်လာခဲ့ပါတယ်။ထွန်းထွန်းကကိုရွှေမန်းနဲ့အရန်ကိုရင်းနှီးတဲ့သူတယောက်ဖြစ်လို့အမှန်တိုင်းချပြခြင်းနဲ့ဆိုကစာအရှိကြီးရေးတင်ခဲ့ပါတယ်။ ခုလက်ရှိကိုရွှေမန်လက်ထက်လိုက်တဲ့ဒေါက်တာမာလီကလည်းအတန်းဝိုင်းကောင်းကကုန်ကြီးရမှုလာပြီးတော့မဝေဖန်ကြဖို့သူကကြားရဲကနေအနစ်နာခံကရေးသားလာခဲ့ကြောင်းပြောလာခဲ့တာဖြစ်ပါတယ်။အခုမှပျော်ရွှင်ပွဲအတိပြပြဆောင်နေတဲ့မင်္ဂလာပွဲကျင်းပပြီးခါစငွေချင်းဒေါက်တာမင်းကလေးကိုပုဂ္ဂိုလ်ရေးမတရားသဖြင့်ပြောဆိုရာတွေရေးသားတာတွေနဲ့ချိုးနှိမ်ဆက်ဆံတာတွေတိတ်များလာလို့ရေးသားရခြင်းဆိုကထွန်းထွန်းကကောက်ွယ်ပေးခဲ့ပါတယ်။ထွန်းထွန်းကဒေါက်တာမာလီနဲ့ရင်းနှီးတယ်လို့ကိုရွှေမန်းနဲ့လည်းရင်းနှီးနေရဖြစ်ပါတယ်။ ကိုရှိမန်းနဲ့တန်တာမိုးသိန်းတို့က2024ခုနှစ်နိုဝင်ဘာလမှာတွေ့ကပြည့်စည်သွားခဲ့တာဖြစ်လို့ပြီးမှဒေါက်တာမာလီနဲ့ချစ်သူဖြစ်တာလို့ဆိုပါ යි ဒေါက်တာမာလီကအရန်ကိုရိုးရှင်အနေထိုင်အေးဆေးလွတ်နာမှုသူတို့ကကိုရှိမန်းစီကဂရီတစ္ဆာတွေတောင်းပြီးမှချစ်သူဖြစ်ခိုင်းခဲ့တာပါဒေါက်တာမာလီနဲ့ကိုရှိမန်းကိုနီးစပ်အောင်လုပ်ခဲ့သူကတော့သူတို့ဖြစ်တယ်လို့ဝန်ခံလာခဲ့ရပါ၆လလောက်အသေးအံစူးစမ်းပြီးမှဆီယံဝင်မာလီနဲ့ဖြစ်က၁၇လပိုင်းမှာလက်ထပ်ခဲ့တာလို့ဆိုပါတယ် က်ထပ်ဖို့ကိုလည်း6လလောက်ကြိုတင်စီစဉ်ရတာမို့ကြီးစားမဖြစ်ခင်ကလေးကလက်ထပ်ဖို့စီစဉ်နေခဲ့သလိုဖြစ်နေခဲ့ပါ යි ။တွန်းတွန်းဘကကိုရွှင်မန်းနဲ့ဒေါက်တာမာလီကိုတာအကောင်ပြောကတန်တာမိုးသိမ့်ကနေပြောကအပုတ်ချကြောင်ထောက်ပြသလိုဖြစ်နေခဲ့ပါ යි ။ဒါကြောင့်မို့တန်တာမိုးသိမ့်ဘက်ကလည်းတွန်းတွန်းရဲ့ဇကားရီကအလင်းညာဇကားရီဖြစ်ကြောင်ပြောလာခဲ့ရပါ။လူများကလည်းတွန်းတွန်းကိုတာဝီဖန်ပြောဆိုနေကြတာပါ။ ကိုရွှေမန်းကအမှုပညာလောကမှာနံပါတ်၁ထုတ်လုပ်ရေးဖြစ်နေရမှုမျက်နှာသာပေးအောင်ဝင်ပြီးပြောပြနေရလို့ထွန်းထွန်းကိုခနဲ့နေကြတာပါရုပ်ရှင်ရရဖို့အရင်မင်းသမီးတစ်ယောက်ကိုဝေဖန်တဲ့မင်းသားအဖြစ်အတိမတ်ပြုကသဘောမကျကြတော့ပါဘူးထွန်းထွန်းအနေနဲ့ကိုရွှေမန်းဘက်ကမရက်တည်ရင်အမှုပညာလောကမှာရက်တည်ရေးကအဆင်မပြေဖြစ်လာနိုင်တာကြောင့်လည်းဖြစ်ပါတယ်။ကျောင်းဝင်ကကိုရွှေမန်းဘက်ကရက်တည်ပြီးရဲ့ထွန်းထွန်းအပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်ကြည့်စုပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်